အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်ဝင်ရောက်ရှင်ပြိုင်တဲ့ကော်မူးမဲဆန္ဒနယ်မှာရှိတဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အောင်နိုင်ရေးယုံကမဲဆင်းရေးရလက်အရာကော်မူးမဲဆန္ဒနယ်မှာရှိတဲ့မဲယုံ155ယုံမှာလွတ်တော်3ရက်စလုံးမှာ NLD ပါတီကအပြတ်အသက်အနိုင်ရထားပါတယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အောင်နိုင်ရေးယုံကရရှိထားတဲ့မဲရလက်တွေနဲ့ပတ်သက်ပြီး11 Media Group ရဲ့ကော်မူးမျိုးနယ်မှာတည်င်းတော့ရောက်ရယူနေတဲ့တည်င်းတော့မျိုးမင်းထက်ကအခုလိုပြောပါရယ် နေအဲ့ဒီကနိုင်ထားတယ်အဲကတက်လိုပြောလျာရနိုင်တယ်လက်ရှိမှာမဲရောက်တန်း55ရောင်ရှိရတယ်ရှိရနေရမှာအဲ့ဒီက5ရောင်မရှိဘူးပြန်တဲ့5အကျန်50ရောင်နိုင်ထားတယ်အဲအဲ့မှာကဒီလိုတော့မှာဒေါန်ဆန်းစုကြည်ကနော်အဲ့ဒီကစုစုပေါင်းမဲရတကအဝရတယ်54686မဲရတယ်အဲ့မှာပြုံးချက်ခိုင်တဲ့ဖွံ့ဖြိုးရေးပါတီကဦးကျော်စင်ဟင်းက 15332မဲရတယ်အဲဟိုကတော့အန္တရာယ်အများဆုံးပေါ့ဒုတိယအများဆုံးလိုက်တာဟိုအဲကြက်ခိုင်ပေါ့ဒါဆိုရင်ဒီကောမုံပါပါလေဦးကျော်ထွေးသူကအန္တဒီပါတီကအဲမဲရလဲစုစုပေါင်းက9225မဲရတယ်ကျောင်းကြက်ခိုင်နဲ့ဖွံ့ဖြိုးရေးပါတီကဒေါက်တာခင်ရွှေသူကတော့မဲရလဲစုစုပေါင်းက16829မဲရတယ်အဲပြီးတော့တိုင်းဒေသကြီးသို့တော့မဲဆန္ဒနဲ့အမှတ်1 ိုက်မှာ NLD ပါတီကဒေါ်တန်နာအေးဝန်ရရှိတဲ့ဒေါ်တန်နာအေးဟိုမဲသူပောင်းက2028မေနဲ့အများဆုံးရရှိတာတယ်ဒုတိယအများဆုံးပြောင်းတက်ခဲ့တဲ့ဖွဲ့စည်းပါတီမှာဝန်ကျင်တဲ့ပါတီကဝန်ကျင်တဲ့ဦးမြင့်ကျန်းသူကတော့မဲသူပောင်းက2028မေရရှိတာတယ်အဲနောက်တိုင်းတော့မဲသနာတဲ့အမှတ်ရှင်းမှာအဲများသောအား NLD ပဲသူကအဲရပ်ဘူးကိုတန်းဆိုတော့စော်မဲအောင်သူကမဲမဲ ပေါင်းကညရက်စုပေါင်းက3,3532မီရာရှိတာပဲဒုတိယနေ့ကတော့ဒုတိယနေ့ကလည်းကြံ့ခိုင်ပြီးပဲကြံ့ခိုင်ပါပြီပဲအဲ့မှာဝန်ကျင်နဲ့ဦးဝင်းထောင်းနိုင်ဖို့ဦးစီဖို့အဲဒုတိယအများဆုံးနဲ့မဲအများဆုံးရရှိတာလေသူရရှိတဲ့မဲက6,990နဲ့3မီရာရှိထားပါတယ်အရင်တိုင်းသားလွတ်တော်မဲဆန္ဒနယ်မှာတော့ င်းနဲ့တော့မဲဆန်နေပါဘူးသူရဲ့ NLD ပါတီကနော်ပန်းစင်စာမျိုးကအများဆုံးရရှိတာတယ်အများဆုံးကသူ9400နဲ့အများဆုံးရရှိတာတယ်အဲဂျင်ညာကျတော့ဟိုကော်မရှယ်ကဂျင်ညာကျမထုတ်သေးဘူးသူက KN နေမမထုတ်ဘူးလို့ကျွန်တော်သိရတယ်မရလို့ပြောတယ်ခံနေပါရဲ့ဆက်တင်ဖို့ရှိလို့ပြောတယ်တတိဒါအကြောင်းရရှိတဲ့အချက်လက်ပေါ့ဒါအပြင်လက်ရှိမဲရန်လက်နဲ့ကိုစလဲလောင်းတယောက်ဖြစ်လာချိန်မှာလှုပ်ဆောင်သွားမဲ့အခြေအနေနဲ့ပတ်သက်ပြီး တိုင်းဒေသကြီးနှစ်လွှတ်တော်ကိုယ်စားလှယ်လောက်ဦးစော်မင်းအောင်ကအခုလိုပြောပါတယ်စဉ်းစားထားတာရှိတယ်ဟုတ်ကဲ့ကျွန်တော်ကဒီလုံတိုင်းဒေသကြီးရတယ်တိုင်းဒေသကြီးလောက်အောင်လုပ်ကျွန်တော်လုပ်မယ်မြို့ကလွတ်တော်လည်းသူတို့လောက်အောင်လုပ်ပြီးလုပ်မယ်ပေါ့နော်ဒီဒီလွတ်တော်ကလည်းသူတို့လောက်အောင်လုပ်ပြီးလုပ်လို့ရှိရင်ကျွန်တော်တို့ဒီအခြေခံအနေနဲ့စမှာပါအားလုံးပါဟုတ်ကဲ့ဘာမှဒီကဖို့လို့ဆိုတာကျွန်တော်လုပ်ချက်ရှိတာအကုန်လုံးအခြေခံအနေနဲ့စလုပ်မှာပါဟုတ်ကဲ့ဘောင်းနေနေလည်းပြောဖို့ကတော့ဟုတ်ကဲ့ ဆလာကျင်မြေရပြီးဟိုမဲပေးရဲ့ဆိုရင်ညမှာကျွန်တော်မြင်တာတော့သူတို့ဟိုပါဘောနော်ဒီဒီလူမမှာ၈ရက်ဆိုတာသူကပြီးခဲ့တဲ့ဒီဒီကောက်ပဲကျင်းပမယ်ဆိုပြန်ဒီလူမမှာ၈ရက်ခုံခဲ့ရတယ်။ညနေခုံခဲ့တာဆိုသူရမ်းပြောင်းနေကြတာပေါ့နော်။ပြောင်းနေတဲ့ဆိုပေမဲ့လည်းသူဒီရလက်တစ်ခုကောင်းကောင်းမွန်မွန်ထွက်လာပါမလားဆိုတဲ့စိုးရိမ်စိတ်ကြီးရှိတာပေါ့လေ။ဒါပေမဲ့ဒီရလက်က ောင်းနေပြီဆိုတော့တို့တွေပြောနေကြပါဗျာဟုတ်ဟုတ်ကျွန်တော်ဟိုကျွန်တော်တို့ဒီမြူသားဒီမော်ဂီကြီးကိုအကြောင်းဥက္ကဋ္ဌလည်းဖြစ်တယ်ကျွန်တော်တို့ဒီဘုံမျိုးနယ်ပြည်သူ့တော်ကိုယ်စားလှယ်လည်းဖြစ်တယ်ဒီရောင်းလည်းဖြစ်ပြီကျွန်တော်တို့တော့ကတော့တကယ်အင်းရအောင်ပါဘုံမျိုးနယ်ကကျွန်တော်တို့ကမှအားထားတဲ့ပုံပေါ်ပါလမ်းမီလုံးတော့တိုင်းမျိုးလုံးအတွက်လည်းအားထားပါတယ်အဲ့မှာကျွန်တော်တို့မျိုးနယ်တော့ကတော့ပို့ပြီးတော့အားထားတယ်ပုံပေါ်ပါမဆန္ဒရှင်ပြည်သူတွေကတို့ကဒီ မြူသားကြီးမှုကြီးဖွဲ့ချုပ်နိုင်ရဖို့ပြောလင့်နေတယ်ဗောနော်။ဒီနေ့တဲ့အတိုင်းလည်းအခုဒါနိုင်ရနိုင်ရတယ်လို့ကျွန်တော်တို့အခုလောဆယ်ဖြေရရနိုင်ရဖို့အများကြီးဟိုကျင့်ကြံနေပါပြီ။ဒါအတွက်တို့ပြောနေကြပါမှာ။အဲ့တော့ဒီပြောရှင်မှုတွေကိုကျွန်တော်အကောင့်ထဲဖော်ခွင့်ရဖို့ဆိုရင်ကျွန်တော်အစိုးရတည်းရဲ့နောက်ရနောက်ရပိုင်းမှာဆိုတော့ဒီကျွန်တော်နောက်ပိုင်းမှာလောက်ရမယ်အစိုးရတည်းရဲ့ဖွင့်နိုင်လို့ဆိုတာလည်းအရေးကြီးပါတယ်။အဲ့တော့ဆိုရတဲ့ဒီတိ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 ကြကြကျွန်တော်ဖွင့်နိုင်ပြီဆိုရင် ဝက်ဆန္ဒရှင်ပြည်သူတွေလူချင်းနဲ့တောင်းတခဲ့တဲ့ဒီမိုကရေစီကိုကျွန်တော်ပါတီကပေါ်ဆောင်နိုင်ပါပါဆက်လက်ပြီးမဲရလက်ရရှိချိန်မှာခန်းစားခဲ့မှုကိုလည်း NLD ပါတီရဲ့မဲရုပ်ကိုယ်စားလှယ်ဒေါက်တောင်းဤကအခုလိုပြောပါရယ်ဝမ်းတာလို့မြင်းတွေတုံးချိတ်တဲ့စိတ်ကိုယ်ကမနှိမ့်နိုင်ဘူးခက်လေးကိုနှိမ့်ခိုင်းရတယ်မတော်က NLD က ပါတီကိုယ်စားလှယ်ရဲ့စောင့်ကြည့်ကိုယ်စားလှယ်ထဲမှာမားလို့ပါတယ်ဟုတ်ပါတဲ့အခါကျတော့မားလို့ကသူတို့မျက်ရည်ဓာတ်လည်းအစာဆုံးကြည့်တယ်ဟုတ်ဖြည့်ဖြက်လာတဲ့အပေါ်မှာလည်းချိတ်တွေပိတ်တော့လဲကိုယ်ကိုယ်လည်းနဲ့ကိုယ်ချိတ်ပိတ်ခွင့်ပြုရလေဟုတ်ပိတ်တယ်အဲ့ဒီအချိန်မှာကိုကအကြီးဖြစ်ပြီးတော့ရင်းနေတုံခုံလုံးနေလို့လေဝမ်းတာပြီးတော့ပိတ်နိုင်ဘူးခလေးတွေကိုပိတ်ခိုင်းရတယ်ဟုတ်မတော်ကရုပ်စာကိုလည်းမျော်လင့်ကြီးမျော်လင့်ထားရတဲ့အတွက်အရန်ခံစားရတာပေါ့။ဘာလဲလို့ဘယ်လိုကောမြည်ရအောင်ကြာတယ်ပေါ့နော်။ ကော်မူမဲဆန္ဒနယ်မှာရှိတဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အောင်နိုင်ရုံမှာနိုဝင်ဘာ၈ရက်ညပိုင်းကစတင်ပြီးမဲဆင်းရေးရလဒ်တွေကိုကြေညာပေးခဲ့ပြီးဒေသခံအများအပြားကညလုံးပေါက်လာရောက်ဆောင်ဆိုင်နားထောင်ခဲ့ပါတယ်။